ဟယ်လိုအားလုံးမင်္ဂလာပါဖိုးဖိုးမချင်းကနေကြိုဆိုပါရစေဆိုတော့ဒီနေ့ညမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က EFN Cup ဒါစရုတ်ရဆင်ပွဲစဉ်နေအဖြစ်ရှင်ပြန်ကစားသွားကြရင်လည်းရလက်ကူစီကျွန်တော်ထွက်ပေါ်လာခဲ့ကြပြီဖြစ်တယ်ပေါ့နော်အဆွမ်စီကတော့ Manchester City ကိုဥဆောင်ဂိုးတွေဘာတွေရထားခဲ့ပြီမဲ့ City ရဲ့ဘက်က1-3ဆိုတဲ့ရလက်နဲ့ကျွန်တော်တို့ကအဒုတိယပိုင်းချီပါဂိုးဒီပြန်သွင်းရင်းနဲ့အနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုကျွန်တော်တက်တယ်ပေါ့နော်တောင်မန်ကစားမှာဖြစ်တဲ့ဒူဂူရဲ့ကျွန်တော်တို့ချီပါဂိုးဒီ မမိုးရှိကျွန်တော်ဘာတော့ချီပါကိုအနိုင်ကိုဒီချာကီရဲ့ကျွန်တော်ပွဲပြီးကန်ဒီအနိုင်ကိုဒီ ਨੇ ကျွန်တော်ကြည့်ရင် Manchester City က1-3ဆိုတဲ့ရလနဲ့ကျွန်တော်အနိုင်ရတယ်။ဒါက Swansea ကမနိုင်မြွှန်ရင်သူတို့တပွဲလုံးမှအဲ့တလုံးပဲဂိုးပေါက်ကန်ခဲ့ရတာ။အဲ့တလုံးဂိုးပေါက်တည့်ပြီးတော့တကူရတာပဲ။ Swansea ကတပွဲလုံးနေထားတဲ့ Manchester City ကိုဘာမှလုံနိုင်ခဲ့ခြင်းကျွန်တော်မရှိဘူး။ City ဘက်မှာကအပြောင်းအလဲတချို့တော့ကျွန်တော်ရှိတယ်ဗောနော်။ဟိုထားပါတော့တိုက်စစ်မှာဆိုလို့ချင်း Mamos 2ကိုကျွန်တော်ထည့်လာတယ်။တကယ်တမ်းက Mamos 2ဘာလို့ကပွဲကစားခွင့်မရတာကြာပါပြီ။ Injury ပြဿနာတွေပါကြီးကြောင်းဗောနော်။ပြီးလို့ချင်း Chaki တို့ဒူဂူတို့ဒီ၃ယောက်ကိုသူတို့တွေကပုံမှန်သုံးလာပြီးတော့ ကွင်းလင်မှာဆိုရှင်လည်းပဲအပြောင်းလဲလေးတချို့ကျွန်တော်ရှိထားတယ်ဗောနော။ဒါမဲ့လို့သူတို့မှာ senior ကစားမတွေကြီးပဲပါခဲ့တယ်လို့ပဲကျွန်တော်ပြောရမယ်။ senior ကစားမအများစုနဲ့ Manchester City ကကစားသွားရတယ်သူဟာနေသူကျွန်တော်ဒါအစင်ပြည်တယ်ပေါ့လေဆိုတော့လက်လွတ်တင်မှာဂိုးသမားကလည်းအပြောင်းလဲတွေပိုင်းရဲ့ travel လို့ဘာလို့ကိုသူထားပြီးတော့သုံးနေပေါ့နော်ဆိုတော့ဒီကြောင့်ကျွန်တော်တို့ Manchester City ရဲ့ဘက်ကတော့ Swansea ကိုဘာမှန်းသိပ်ပြီးတော့ခက်ခက်ခဲခဲလှုပ်เสียမလို့ပဲနဲ့ကိုပဲအနိုင်ယူနိုင်ခဲ့တဲ့ပွဲလို့ကျွန်တော်ပြောရမယ် City အတွက်တော့ဒီပွဲက ဘယ်လိုပြောရမလဲဒီတိတ်ပြီးတော့ဘာမှဘာမှမဟုတ်ခဲ့ဘူးပြတည်လာတယ်နော်ဆွန်စီဆန်ဆွန်စီဆိုတာမျိုးက Manchester City တွေဆိုတော့တကူပေးရတာတော့မှတော့အန်အောလို့ကျွန်တော်မစိုးဘူးဖြစ်နေတာဆိုတော့ City က1-3ဆိုတဲ့ရလနဲ့ကျွန်တော်တို့ကနောက်တစ်ဆင့်ကို AECC ကျွန်တော်တက်တယ်ပေါ့နော်အဲဒါအပြင်ကျွန်တော်တို့နေတဲ့ Arsenal နဲ့ Brighton ရဲ့ပွဲမှာလည်းငကူကူမရှိနဲ့ကျွန်တော်တို့က Arsenal ကအနိုင်ရတယ်သူတို့အိမ်ဝင်းမှာပေါ့နော်သူတို့အိမ်ဝင်းမှာကျွန်တော်တို့အနိုင်ရပြီးတော့ Arsenal ရ Brighton ကိုအကောင်းဆုံးခြေသွမ်းပြရင် နောက်တစ်ဆင့်ကိုကျွန်တော်တို့တက်အောင်ဆွမ်းဆောင်နိုင်ခဲ့ပြီဖြစ်တယ်။အာဇနယ်ကတော့ကျွန်တော်တို့ကခန်းစစ်ကလည်းလက်ရှိပြီးကိုထက်ပြီးတော့မပြီးခဲ့ရဘူးဆိုတော့သူတို့ရဲ့ DRC defensive ကောင်းလွန်းလာကြီးကအများကြီးတူးတက်မှုတွေကျွန်တော်ရှိလာတယ်။ပြိုင်ပွဲစုံမှာကိုပဲကျွန်တော်တို့ဒီနေ့ဒီအပြောင်းလဲတွေဘလို့ပဲရှိရှိပေါ့နော်။တကယ်ကောင်းတဲ့ခန်းစစ်ဆွမ်းဆောင်ရည်တွေကိုအာဇနယ်ကကောင်းကောင်းပြသနေတော့မှလက်ရှိဒီပွဲမှာဆိုလို့ရှိရင်ခန်းစစ်တော့ကျွန်တော်တို့က၄ယောက်စလုံးညီပါလောက်ပြောင်းလဲခဲ့တယ်ဂူးသမားတွေပြောင်းလဲခဲ့တယ်အာဆင်နယ်ရဲ့ပုံမှန် performance ဟာလုံးဝ produce လုပ်ပေးနိုင်တော့မယ် ဒါကြောင့်အာဆင်နယ်နီးနဲ့ဒီနေ့ပွဲစဉ်ကတော့ပရိုက်တန်ဘက်ကအပြောင်းလဲတချို့ရှိတယ်ဆိုရင်တော့မှသူတို့ဘက်ကလုံးဝ heavy ပြောင်းလဲထားတာကိုသူတို့တွေလုံးဝရလက်တီပါတွေကောင်းအောင်လှုပ်သွားနိုင်စေပေါ့နော်အဲနောက်တစ်ခုကကျွန်တော်အနေနဲ့ဒါလီဗာပူးတင်းနဲ့ Crystal Palace တို့ရဲ့ပွဲပါအဲ Crystal Palace က3ဂိုးကိုမရှိဆိုတဲ့ရလက်နဲ့ကျွန်တော်ဒါလီဗာပူးတင်းကိုအဝေးကွင်းမှာအနိုင်ရတယ်ဘောဘကတော့လူငယ်ကစားမလေးတယောက်ကလည်းအနီးကတိုက်ရိုက်ထိခဲ့တာပေါ့လေနော်ဒါ goal scoring opportunity ကို deny လုပ်တယ်ဆိုပြီးတော့ ယ်မကောင်းတာပါเนาะလီဗာပူးတင်းတွက်ကတော့အာနစ်စလော့ဟာဒီလူပွဲမျိုးမှာနိုင်ပွဲပြန်ရှာပြီးတော့ကစားမားရရဲ့စိတ်တက်တီကိုမြှင့်တင်ပြီးနိုင်အောင်လုပ်ရမဲ့ပွဲမျိုးမှာထပ်ပြီးတော့ကျွန်တော်ရှုံးမြန်တယ်ဆိုဒီလိုပွဲဒီလိုပြိုင်ပွဲမျိုးကထွက်ခဲ့ရလို့လေပါဦးတင်းတို့တခြားကလပ်အသင်းကြီးတွေတို့အတွက်ကစိတ်ပူစရာမရှိပါဘူးပြိုင်ပွဲတွေကဘာလို့လဲဆိုတော့ဒီတက်ပူပြီးတော့အဆင်မြင့်တဲ့ပြိုင်ပွဲတွေကစားရအောင်ပါဒါပေမဲ့လည်းလို့ပေါ့နော်လက်ရှိလေပါဦးတင်းကဒီပွဲမှာနိုင်ပွဲကအရေးကြီးလိုအပ်နေခဲ့တာအဲနောက်တစ်ဆင့်တက်ဖို့မတက်ဖို့ဆိုတာတည်း လက်ရှိအတင်းကစားမားတွေရဲ့မော်ရယ်ပိုင်းနဲ့အရင်ကြဆင်းလာတဲ့အနေအထားယုံကြည်မှုတွေကျွန်တော် ရော့ကြလာတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ဒါတွေကိုတနည်းတည်းနဲ့ကျွန်တော်ဘောနော်ပြန်ပြီးတော့မြင့်တင်ပြနိုင်လို့ကျွန်တော်ရတယ်ဒါဒီနိုင်ပွဲပဲ Crystal Palace ကိုလီဗာပူးတင်းကနောက်ဆုံး၄ချိန်ကစားထားတဲ့အချိန်မှာတပွဲမှမနိုင်သေးပါဘူးတပွဲတည်းကြပြီး၃ပွဲရှုံးနေထားပါတယ်ဆိုတော့ဒါမျိုးကကစားမားတွေရတော့ကိုစိတ်ပြည့်စရာပါဆိုတော့အဲ့လိုဒီလိုပွဲမျိုးမှာအနိုင်ယူလိုက်မယ်ဆိုရင်လာမယ့် weekend မှာကစားမယ့် Aston Villa နဲ့ပွဲတို့ Champions League မှာကစားမယ့် Real Madrid ကိုအိမ်ဝင်းမှာလက်ခံကစားမယ့်ပွဲတို့ ဒါရီဟာလီဗာပူးတင်တွေအလှည့်အပြောင်းဖြစ်စီမဲ့ကာလာမျိုးတွေလည်းကြုံကောင်းကြုံသွားနိုင်တယ်တူတူလည်းပဲလောတင်မှာဆိုလို့ရှိရင်အာနီစရောရဲ့ဘက်ကတော့ဒီပွဲကိုနိုင်အောင်သူတို့မစီမံခဲ့ပင်နဲ့ဖြစ်တယ်လို့ပဲကစားခဲ့တယ်လို့ကျွန်တော်ထင်တယ်ခရစ်စတယ်ဘဲလီစ်ကတော့ထထိုက်တန်တန်ကိုကျွန်တော်မေးခွန်းထုတ်စရာမရှိနောက်တစ်ဆင့်နောက်တစ်ခါလီဗာပူးတင်ကိုအနိုင်ရသွားပြန်ပြီလို့ပြောရမှာပါလေအဲနောက်ထပ်တစ်ပွဲကတော့ ဝူဘန်ဟန်တန်နဲ့ချယ်စီတို့ရဲ့ကျွန်တော်ပွဲပါဝူဘန်နဲ့ချယ်စီတို့ရဲ့ကျွန်တော်ပွဲပါအဲဒီညမှာလီဗာပူးဗာလေချယ်စီကတော့3ဂိုး4ဂိုးဆိုတဲ့ရလနဲ့အဝေးကွင်းမှာအနိုင်ရတယ်ပေါ့လေကျွန်တော်ဒီအေးအေးဆေးဆေးဖြစ်နေတဲ့အနေထားကနေဒီစင်တိုင်ပတ်တဲ့အနေထားတစ်ခုဒီကိုကျွန်တော်ဒါကြုံသွားရသေးတာနော်တိုင်ပတ်တဲ့အနေထားတစ်ခုကျွန်တော်ကြုံသွားရသေးတာဝူဘန်ဟန်တန်ဘက်ကတော့ဒီယာဒီမာသူတို့ဘာပြိုင်ပွဲမှန်ပေါ့နော်ဘာပြိုင်ပွဲမှန်ကျွန်တော်နေတဲ့ဒီ တပွဲမှမနိုင်အနိုင်ရမထားသေးတော့ချက်စီတင်းကိုအနိုင်ရဖို့ဆိုတာကလည်းသူတို့အတွက် chance သိပ်ပြီးတော့ဗောနော်ရှိတယ်လို့ကျွန်တော်တော့မထင်ပါဘူးဆိုတော့အထူးသဖြင့်ဒီပွဲမှာဆိုရင်ချက်စီဘက်ကကျွန်တော်တို့ကြည့်မဖြစ်မနေဆိုသလိုဗောနော်ဆိုတော့မဖြစ်မနေဆိုလို့ကျွန်တော်တို့ကအနိုင်ယူနိုင်ခဲ့ဖို့ကျွန်တော်ကြိုးပမ်းမှာဗျာတကယ်လည်းပဲကျွန်တော်တို့လည်းချက်စီရဲ့ဘက်ကနိုင်အောင်ကျွန်တော်တို့လုပ်နိုင်ခဲ့တယ်သို့တော်လည်းပဲဗောနော်ချက်စီက LMD Lab ကအနီးကထိသွားသေးတယ် င်ဂျူရီပြဿနာကနေပြန်ကောင်းလာလို့သူ့ကိုလူသားလေးတွေထည့်ကစားပါတယ်ဆရာသမားကတိုက်ရိုက်ကိုနော်ဗာလဲအနီးကပ်တွေပါလေကျွန်တော်ထိသွားပြီးတော့ကျွန်တော်တိုင်ပတ်သွားတယ်ဒါပေမဲ့လို့ချယ်ဆီတွက်ကတော့၃ခု၄ခုဆိုတဲ့ရလနဲ့အနိုင်ရနိုင်ခဲ့တာဖြစ်တဲ့အတွက်ဒီအနီးကပ်ကအချင်းကြီးတော့မဖြစ်ခဲ့မဖြစ်ခဲ့ဘူးပေါ့လေဒါပေမဲ့လည်းမလိုအပ်တဲ့အရာမျိုးတွေဂျုံခဲ့ရတာပေါ့နော်နောက်ဆုံး60နဲ့10မိနစ်မှာဂိုးတွေပြီးရတယ်လို့ဘာလို့လဲဂျုံရတာပေါ့လေဆိုတော့ Andrey Santos က9မိနစ်မှာကျွန်တော်စပြီးတော့တွင်းတယ်ဒီကောင်လေးတွက်ကတကယ်ဂုံယူစရာအခိုက်အတန့်ပါဘာလို့လဲဆိုတော့ ကျွန်တော်ထင်ပါတယ်သူစီနီယာအသင်းကြီးတွေကစီချယ်ဆီတွေကသူပထမဆုံးသွင်းကိုလို့ကျွန်တော်ထင်တယ်ပြီးရင်တောင်မန်ကစားမလေးဖြစ်တဲ့ George တို့ Esteva တို့ဗောနော Jimmy Kitten Jimmy Kittens တို့သူတို့တွေအကုန်လုံးကျွန်တော်ဂိုးတွေသွင်းကြတယ်တော်တော်ကောင်းပါတယ်တော်တော်ကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီဂိုးသွင်းသွားတဲ့နေရာမှာဆိုလို့ရှိရင်လူငယ်ကစားမလေးကြီးပဲကျွန်တော်သွင်းသွားကြတာဆိုတော့ဒါချယ်ဆီတွေတကယ်ကောင်းတဲ့အရာပါတိုးတိုးလည်းပဲသူတို့ရဲ့ဗောနော်ကာနာချူကြီးကတော့အခုချိန်ကြီးကျွန်တော်နေအချိန်ကြီးမကောင်းသေးဘူးဗောလေ ကနာချူဝါလောတင်မှာဆိုရင်တော်တော်လေးကိုပြည်တနာကြီးနေတဲ့ Chelsea မှာကနော်တော်တော်လေးကိုပြန်လို့ပြည်တနာကြီးနေတယ်ဆိုတော့ Chelsea ရဲ့ဘက်ကတော့3ခု4ခုဆိုတဲ့ရလနဲ့အဝေးခွင့်မှာအနိုင်ရတယ်နော်ဦးဘဟန်နဲ့တော့စိတ်ပျက်စရာပါ Premier League မှာလည်းနိုင်ပွဲမရသေးလို့အခုဒီပွဲကနေလည်းရှုံးနေပြီးတော့ထွက်ခွာသွားပြီအပြောင်းလဲတွေလှုပ်ထားပါတဲ့ Chelsea ကိုတောင်းမှပါနော်ပါမန်တည်ပြီးတော့ထူးထူးခြားခြားမလုပ်နိုင်ခဲ့ဘူးဒါအန်ဒီယေဘေးနဲ့လူနီဘာတွေရှိခဲ့ပြီးမဲ့လေလို့ဒါချယ်ဆီဘက်ကပေါ်ဆမှုတွေကြောင့်လို့ကျွန်တော်ပြောရမယ့်အနေအထားမျိုးဆိုနောက်ထပ်တစ်ပွဲကနယူကာဆင်နဲ့စပါးပါ နော်ညူကာဆင်ရဲ့စပါပါစပါညူကာဆင်ရဲ့ဘက်ကတော့နှစ်ဂိုးကူးမရှိဆိုတဲ့ရလနဲ့အိမ်ဝင်းမှာအနိုင်ရတယ်။တောင်းကံဘောကနေတဲ့ဆင်ဖာဗီယန်ရှာကပထမပိုင်းမှာခေါင်းတိုက်သွင်းပြီးတော့နစ်ဝေါ်တာမာရာကလည်းဂိုးထပ်ပြီးတော့သွင်းပြန်ပြီ။ဝေါ်တာမာရာဟာလက်ရှိညူကာဆင်မှာတကယ်ကောင်းတဲ့ဂိုးတွေကိုသွင်းပြနေတာပါနော်။အဲဆိုတော့စပါကနောက်ထပ်ထပ်ပြီးတော့ရှုံးမြန်ပြီပေါ့လေ။သောမတ်စရန်တော့ဝေဖန်စရာတွေဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ဒါမျိုးလို့ကျွန်တော်ကတော့ဗနော်ဒီလိုပြိုင်ပွဲမျိုးကိုသောမတ်စရန်ရဲ့ချန်ပီယံစ်လိဂ်ကစားတဲ့အတင်တင်ကလက်လွတ်လက်လွတ်ရတာကပြည်တော်ပြည်တနာရှိတယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့ပြည်တနာကဘာလဲဆိုတော့ အဲဒေါ်မတ်စရမ်မှာလူစင်းရဲ့အများကြီးမရှိတာပဲလူစင်းရဲ့အများကြီးမရှိတော့ခါကျတော့အဓိကကစားမားတွေအများစုနေပါကိုသူပွဲထုတ်လာတယ်ကိုသမားနေရာမှာတော့ကင်စကီတို့ဘာလို့ကိုပြန်ပွဲထုတ်လာတယ်ကျွန်တော်တို့ကဖူဘက်တီနေရာမှာဆိုလို့ချင်းဘက်ထူပူလိုလည်းပါတယ်စပန်စ်တွေကျွန်တော်တို့ပါတယ်နော်ခန်စစ်မှာဆိုလို့ချင်းဒန်ဆူတို့တို့ကစားမားတွေကျွန်တော်တို့ပါမယ်ပြီးရင်ကျွန်တော်တို့ဘာနော်ပါပမရဆာတို့ဂျောက်ပလင်ညာတို့နော်ပြီးရင်ကျွန်တော်ဘရန်နန်ဂျွန်ဆင်ကူဒူးစ်တို့ရစ်ချာလီဆန်တို့နော်အကုန်လုံးကျွန်တော်တို့နေပဲပါပါတယ်အကုန်လုံးနေပါကျွန်တော်တို့ပါပါတယ် အဲသူတို့လည်းပဲစပားအနေနဲ့ညူကာဆယ်ကိုဒုက္ခပေးနိုင်စွမ်းမရှိခဲ့ဘူး။ကာဆယ်ရဲ့ဘက်ကလည်းဒီပွဲကိုအနိုင်ရဖို့အတွက်ဥတည်ပြီးတော့ကျွန်တော်ကစားခဲ့တာ။တချို့ပြောင်းလဲတွေကျွန်တော်ရှိထားတယ်ဆိုတာတော့မှပေါ့နော်။သူတို့ရဲ့အနေထားကိုလုံးဝ risk ဖြစ်စီမဲ့အပြောင်းလဲမျိုးတွေကျွန်တော်ဟုတ်မနေဘူး။ဒါကြောင့်ဒီပွဲမှာဆိုလို့ချင်းလည်းပဲကျွန်တော်ညူကာဆယ်ဘက်ကတော့နှကူကူမရှိနေကျွန်တော်သာအနိုင်ရတယ်ပေါ့လေ။ကာဆယ်အတွက်ကတော့ဒီယာဒီစတွေမှာတိုင်ပတ်ခဲ့တဲ့လောက်အခုလက်ရှိပြန်ပြီးတော့အချင်းကြီးကောင်းတင်အောင်ဖြစ်နေတယ်ဆိုတော့အနျူကာဆယ်နဲ့ညီပြပြတဲ့အရီဟောင်းတို့တော့အများကြီးကုန်ယူကြရလို့ကျွန်တော်ထင်တယ်ဆိုတော့ညီတို့ရောဘလို့မြင်ကြလဲလက်ရှိ ပြီးသွားကြတဲ့ပွဲတွေနဲ့ပတ်သက်လို့ဒါတွေကတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒါ EFN Structure စင်ပွဲစဉ်ရဲ့ဒါပွဲကောင်းတစ်ချို့ပေါ့လေဆိုတော့ညီကလေးကြောင့်ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်